ပရိသတ်များကမင်္ဂလာပါခင်ဗျာစပုတ်အေဒီစကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ကန္နာတွေကိုရန်သူပိသားစွာနဲ့စိတ်ပြက်စေခဲ့ပြီးလဘဘူးကိုဖလားရဖို့ပုံနီးဆက်စေခဲ့တဲ့မန်ယူနိုက်တက်ရဲ့တေးရီပွဲကနေမမရရပြန်ပြောရမယ့်အချက်၅ချက်ပဲဖြစ်ပါတယ်တနေ့ကတည်းကညောင်းဟာအော်ထရာဘူးမှာကစားခဲ့တဲ့ပွဲစဉ်မှာဒက်ကလာရိုက်ကပွဲကစားချိန်16မိနစ်သာကျန်တော့ချိန်မှာခြေပါကိုသွင်းယူပေးခဲ့ပေမယ့်နောက်ဆုံးမှာတော့ကန္နာရီလိုချင်ခဲ့တဲ့ရမှတ်မဟုတ်ခဲ့ပဲလဘဝူးတင်းနဲ့15မှတ်တိကွာဟသွားခဲ့ပြီဖြစ်ပါတယ် အစနေကွင်းလက်တူဒက်ကလန်ရိုက်စ်ကတေမားရဲ့ဖန်တီးပေးပို့မှုကနေကိုသွင်းပေးနိုင်ခဲ့ပြီးကနာရီယာဘောလုံးပိုင်ဆိုင်မှုကိုရှင်းလင်းပြသားတဲ့အခွင့်အရေးဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့်စိတ်ပြက်စရာညတညဖြစ်ခဲ့ပါတယ်။ပရမပိုင်းမှာဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးနိုင်ခဲ့တဲ့အစနေသွင်းဟာနာတင်ချိန်မှာအလွတ်တဲ့ကံဘောကနေဒိုင်ရိုက်ဂိုကန်သွင်းနိုင်ခဲ့တဲ့ဖန်ဒက်စ်ကြောင့်နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ဘရူနိုဖန်ဒက်စ်ကအစနေလူတိုင်းဟာကွက်ကိုအခွင့်ကောင်းယူသွားခဲ့တာဖြစ်ပြီးဒုတိယပိုင်းမှာရာယာကမက်စရာဝီရဲ့အပိုင်ကိုသွင်းယူမှုကိုလက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒက်ကလန်ရိုက်ကဒုတိယပိုင်းမှာခြေပါကိုသွင်းယူပေးခဲ့ပြီးနောက်မန်ယူနိုက်တက်ရဲ့လူသားဝင်ကစားသမားဟွာယန်ရဲ့ရွှေရောင်အခွင့်အရေးကိုပိတ်ဆို့နိုင်ခဲ့ပြီးထရာဇာရဲ့အပိုင်ခွင့်အရေးကဂိုးတိုင်ပေးကိုဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ပွဲပြီးကနေ့မှာဖာနန်ဒက်စ်ရဲ့ဂိုးအဖြစ်ပြောင်းလဲနိုင်မယ့်အခွင့်အရေးကိုလည်းရာရာကကာကွယ်သွားနိုင်ခဲ့ပြီးဒီပွဲသင်္ကန်းပြန်ပြောရမယ့်အချက်၅ချက်ရှိနေခဲ့ပါတယ်။ကွင်းပြင်ပကတိုက်ပွဲအမြင့်မားသောစင်တန်းမှာရှင်မြန်နိုင်စွမ်းမရှိတဲ့လူစင်းကအသင်းရဲ့ကြီးမားတဲ့အန်ကိုက်ချင်းမရှိပဲ ်အမော်ရင်ကတော့ဒီပြိုင်ပွဲရဲ့အဓိကရည်မှန်းချက်ကရှင်သန်ကြရနိုင်ဖို့ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်ဂရီနာဗီးစ်နဲ့ရန်ကိန်းတို့လိုကနဝေကစားသမားတွေကလည်းအပတ်တိုင်း TV ကနေထုံးစံအတိုင်းဝေဖန်ပြောဆိုမှုတွေပြုလုပ်နေကြပေမဲ့ဒါက Old Trafford မှာမထူးခြားတဲ့မြင်ကွင်းတစ်ခုလိုတော့ဖြစ်နေပြီဖြစ်ပါတယ်အာဆင်နယ်တင်းတဲ့ပွဲမတိုင်ခင်ကွင်းပြင်ဘက်မှာကလေးစားဆန့်ကျင်တဲ့ပရိသတ်တွေကဆန္ဒပြခဲ့ကြပြီးနစနေအဂေါလာရုံကလဘာဘူးနဲ့ပွဲမတိုင်ခင်မှာလဲဆန္ဒပြခဲ့ကြပေမဲ့ဘာပြောင်းလဲမှဖြစ်မလာခဲ့တာဖြစ်ပါတယ် လက်ရှိအသင်းပိုင်းရှင်တွေလက်ကနေမလုံးမြောက်မချင်းမန်ယူနိုက်တက်မှာဘာပြောင်းလဲမှမြင်တွေ့ရဖို့မရှိပဲမဝေးလာတဲ့အနာဂတ်မှာလမ်းခွဲကြတာကအားလုံးအတွက်အကောင်းဆုံးဖြစ်မှာဖြစ်ပါတယ်။ရွေလျားနိုင်တဲ့အရာဝတ္ထုနဲ့တွေ့ဆုံခဲ့တဲ့ရတန်နိုင်တဲ့စွမ်းအားအရင်တော့ကမန်ယူနိုက်တက်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်တွေဟာဆူပလားပြိုင်ပွဲအတွက်အဆုံးဖြတ်ပေးနိုင်တဲ့ပွဲတွေဖြစ်ခဲ့ဖို့ပေမဲ့အခုပွဲကတော့အဲ့လိုမျိုးဂွေးနွန်းတိုက်ပွဲမျိုးကင်းမဲ့နေပြီ။ပထမပိုင်းမှာအရေးသွေးကင်းမဲ့မှုကထင်ရှားနေကြတာဖြစ်ပါတယ်။ နပါစလုံးမှာတည်းရန်ပြဿနာတွေများနေတာကြောင့်လေဘွဲကအကြီးကောင်းတင်းတော့မကောင်းခဲ့တာလည်းပါပြီအာဆင်နယ်ကမန်ယူနိုက်တက်ထက်တော့အများကြီးပိုကောင်းတဲ့ရာသီကိုပိုင်ဆိုင်ခဲ့တယ်ဆိုတာဇယားကိုကြည့်ရင်သိနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းတိုင်းစစ်ပိုင်းမှာတော့ဘလောက်ထိဆိုးရွားနေတယ်လဲဆိုတာကိုသိသာခဲ့ပြီးကနာရီကပရမာပိုင်း45မိနစ်လုံးမှာလွမ်းမိုးထားနိုင်ခဲ့ပေမဲ့ဖန်တီနိုင်စွမ်းနဲ့အကြမ်းကြမ်းမရှိမှုကတိုင်းရန်ပြဿနာတွေထက်တော့ပိုဆိုးရင်ဇယားကောင်းခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီတစ်ပတ်အလယ်မှာ9-6တိတွင်ခဲ့တဲ့အာဆင်နယ်သေးစီကနေအရင်လိုပုံစံကိုပြန်မြင်ခဲ့ရတာလည်းဖြစ်ပါတယ် မန်ယူနိုက်တက်ကိုဆက်လက်ထမ်းပိုးနေတဲ့ဖာနန်ဒက်ဖာနန်ဒက်စ်တော့မရှိမန်ချက်စတာယူနိုက်တက်တို့ဘယ်နေရာများရောက်နေမလဲလို့အပတ်တိုင်းပြောခဲ့ရပြီးချန်ပီယံရှစ်မှာရောက်နေလောက်မယ်ထင်ပါတယ်ဒီယာဒီမာတန်တက်လာတဲ့သုံးသင်းစလုံးကအယမ်းညံဖြစ်နေကြတာကြောင့်မန်ယူနိုက်တက်ကအားလုံးမစိုးသေးဘူးလို့ဖြေတွေးလို့ရနိုင်ပေမယ့်ပေါ်တူဂီကျယ်ပွင့်တာမရှိရင်ဒိမကွာလောက်ဖို့လို့ပြောရမှာပါဘရိုနိုဖာနန်ဒက်စ်ဟာအလွန်ထူးခြားတဲ့ကစားသမားဖြစ်တယ်လို့ဆန်ဒမိုနာအနေနဲ့ဦးဆောင်နိုင်တဲ့ကစားသမားမျိုးလည်းဖြစ်ပြီး သူရဲ့အလို့တဲ့ကံဘောကြောင့်သာ Ultra Book ကတိုက်စိတ်နေတဲ့ပြည်သက်တွေရဲ့အဟိတန်တွေပြန်ကြားခဲ့ရတာဖြစ်ပါတယ်။လက်တွေမဆန်တဲ့ချင်းကံမှုနဲ့ခေါင်းမမှုအကျိုးဆက်ကိုခံစားနေရတဲ့အာဒီတာဒီဘက်မှာအနေဆုံးတော့မာတင်နယ်လီရန်ကုန်ကနေဝင်ကစားပေးနိုင်ခဲ့ပေမယ့်အဓိကတိုက်စိတ်ကစားသမားတွေမပါဝင်နိုင်မှုကဂန်နာရီအတွက်ဒီယာဒီမှာကြီးမားတဲ့ထိခိုက်မှုဖြစ်အကျိုးသက်ရောက်မှုရှိနေစေဖြစ်ပါတယ်။အာဒီတာအနေနဲ့ဂန်နာရီရဲ့ဆူပလာမျောလင်းချက်အဆုံးသတ်သွားမှုအတွက်ဒိုင်ယာပစ္စနာတွေကိုလက်ညှိုးထိုးနေမယ်အစားတခြားလုပ်လို့ရတဲ့အရာတွေရှိခဲ့ပေမဲ့မလုံဆောင်ခဲ့တာဖြစ်ပါတယ် အမှန်တရားတော့ကန္နာရီအတိုင်းဆေးရဒဏ်ရာပြဿနာတွေမရှိခင်ကတည်းကတိမ်မကောင်းခဲ့တာဖြစ်ပြီးစာကာကခရစ်စမတ်မတိုင်ခင်ကစားကွက်ကနေလေးကိုသာသွင်းနိုင်ခဲ့သလိုဂိုင်ယာဖန်နဲ့ထရော့ဆက်တို့လည်းဂိုးရှင်မှာရုံးခံခဲ့ရတာပါရရှိအားကိုလို့မရနိုင်တဲ့တေကန်ဘောတွေအပေါ်အလွန်မေးအားထားခဲ့ပြီးတေကန်ဘောတွေကနေဂိုးတွေမသွင်းနိုင်ချိန်မှာအကြံကုန်ကလုံစားချက်ဖြစ်နေရတဲ့အာဒီတာကတော့သူ့ရဲ့ကောင်းမွန်မှုအတွက်ပြန်ခံစားနေရတာဖြစ်ပါတယ်လူသားဝင်ခွင့်တော့မရခဲ့ပြန်တဲ့စတာလင် ဒိုင်းစစ်ပြဿနာရရှိနေချိန်မှာတော့မှ Ryan Starling ကိုအရန်ခုံပေါ်မှာပဲမြင်တွေ့နေရတာကပိုပြီးနာကျင်စရာကောင်းပြီ။အာဒီတာကခြေပါကိုပြန်ရဖို့ဂျိုးပန်းနေချိန်မှာ Martinelli နဲ့ Lewis Calido ကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်။ Declan Rice ခြေပါကိုသွင်းယူပြီးတော့ဒိုင်းစစ်ကိုမြင့်တင်ရမယ့်အချိန်မှာတော့မှ Guarantee ကိုပဲထည့်ပြီးဘယ်တော့မှမကစားစေခဲ့တာဖြစ်ပြီး Starling ဘောအယုံကြည်လုံးဝမရှိကြောင်းပြသခဲ့တာဖြစ်ပါတယ်။စတားလင်းနေတဲ့သူရဲ့ကစားသမားဘောကနေတထမနစ်အောင်လာမယ့်ຫນွေမှာတော့ပပနဲ့အပြောင်းအရွှေ့ပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ် အခုလိုမျိုးတရုံတရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A to Z YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ